ဒီဘွားစတိုက်အနိုင်ရမှုနဲ့အတူထိတ်ဆုံးမှယက်တည်နေရတင်ဆဲပင်ဟုတ်ပါရဲ့ MSN season 2ရဲ့ regular season win 2ပြီးမှာတော့တင်ဆဲပင်ကတော့၄ဘွဲဆော့တာ၄ဘွဲလုံးအနိုင်နဲ့တော်ဝမ်းမှာယက်တည်နေပါတယ် YG ကတော့၃ဘွဲဆော့တာ၃ဘွဲအနိုင်နဲ့တော်2မှာယက်တည်နေပြီးတော့ AI Sport ကတော့၄ဘွဲဆော့တာ၃ဘွဲအနိုင်နဲ့တော်3မှာယက်တည်နေပါရဲ့ဗျမတ်သစ်စီကလည်း၄ဘွဲဆော့တာ၃ဘွဲအနိုင်နဲ့တော်4မှာယက်တည်နေပြီး top 5မှာတော့ Fagon Esport ကို တွေ့ရမှာဖြစ်ရောဖဲကွန်ကြီးစပွားနှစ်ပွဲပဲဆော့ရသေးရနှစ်ပွဲလုံးအနိုင်နဲ့ top five မှာရောက်နေရဆိုပေမဲ့ဒီချန်ရှိနေသောဝီရချန်ရှိနေသောပွဲတွေမှာအနိုင်ရမယ်ဆိုလို့ရှိရင်ဖဲကွန် e-sport ကလည်းအလားအလာကောင်းနေအများကြီးကိုမြင်နေရတာပဲဖြစ်ပါတယ်အကိုစပေးရဲ့ပါလာဒင်းနဲ့နယူဘုံတို့ကတော့၄ပွဲဆော့တာတပွဲပဲနိုင်ပြီးတော့ 6.7.7.8မှာအတိအသီးရက်တည်နေကြပြီးတော့ဒီ platform နဲ့ Ryan Esports ကတော့၄ဘွဲဆော့တာ၄ဘွဲလုံးအရှုံးနဲ့တော့ MSN Season 2ရဲ့ V2 အပြီးမှာတော့ဒီ minus ပြပြီးတော့အချိန်နေနည်းတော့ဆိုးနေရပါတော့။ကဲဒါဆိုရင်တော့ platform တို့ဒီ Ryan Esports တို့အတွက်ကတော့ချန်ရှင်းနေသော V ရေချန်ရှင်းနေသော ပွဲတွေမှာဒီရမှတ်တွေယူပြီးရောအမှတ်တွေရပြီးရောဒီနိုင်ပွဲတွေရရှိမှသာလေ MSN စီစဉ်တူမှာတော့ play state တွေ play off state တွေကိုမျှော်လင့်လို့ရမှာပဲဖြစ်ပါတယ်အခုလိုမျိုးပဲဒီရှုံးပွဲဇာတိုက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ MSN စီစဉ်တူကနေပြီးရောထွက်ခွာသွားရမှာပဲဖြစ်ပါတယ်ဗျကဲကျွန်တော် e-sport အကြောင်းတွေပြန်လည်တက်ဆက်ပေးနေရဲ့ဝေးပဲဖြစ်ပါတယ်တတော်အကြည့်ရှုနေတဲ့ YouTube တွေကကျွန်တော် profile အောက်မှာ link ချထားတဲ့ကျွန်တော် YouTube channel လေးကိုလည်း subscribe ပေးကြပါအောင်ဗျပြီးတော့ကျွန်တော်ရဲ့ video တွေကိုနှစ်သက်တဲ့သဘောကျရဆိုလို့ရှိရင်ဒီ report က copy လေးလုပ်ပြီးတော့ကူညီပေးလို့ရပါတယ်ဗျ ခဲနောက်ပြီးတော့ net တွေပဲပြန်လာခဲ့ပါမယ်။